ူလက်မောင်းသားများကအေးဆက်နေသည်အခန်းတွင်လေးပိစက်ချောင်းအေးသည့်ထက်ပုံမူအေးဆက်နေကြောင်းကျွန်တော်ခံစားမိသည်သူ့ပခုံးကိုအသာဖော့ဖော့ကင်ပြီးရင်ဝင်ထဲသို့တိမ်သွင်းလိုက်သည်ငင်းဆန်ခြင်းမရှိဘဲအလိုက်သင့်ပါလာသောသူ့ခန္ဓာကိုယ်ကကျွန်တော်ရင်ဝင်ကိုမိခိုးထားလျက်ရှိသည်ဇပွဲပေါ်မှာအသင့်ပြင်ဆင်ထားသောအရက်ခွက်ကိုမော့ချလိုက်သည်ထွေနေသောအာယုံကပုံမူနောက်ကြည့်လာရသည်သို့သော် ရင်ထဲ၌အနှွေးဓာတ်တို့ပုံမှုစူးစီးလာ၏အခန်းတွင်တီလုံးတံများထက်မိုက်ကန်အော်ဟစ်နေသူများ၏အတန်ကပုံမှုကျဲလောင်နေသည်ဆူညံနေသောပဝင်ညင်ကကျွန်တော်နှင့်သူ့အတွက်လုံးဝမသက်ဆိုင်သလိုပင်နှစ်ယောက်ထဲကွက်ကြားတိတ်ဆိတ်နေသလိုရှိသည်မီးလင်းရောင်ကဆူရှာတောက်ပနေခြင်းမရှိပဲပြာကြီးမှိုင်းဝင်နေ၏သို့တော်တူးမျက်နှာတူးကောင်းစွာမြင်ရ၏ ကျွန်တော်ရင်ဝင်နေရှိသူ့မျက်နှာကိုအခန်းထဲသို့ဝင်လာခြင်းကတေချာမြင်ခဲ့ပြီဖြစ်သည်ရောင်စုံခြေတတ်ထားခြင်းနဲ့အတူပြုံမြင့်နုငယ်ခြင်းများကို အစ်စ်ပေါင်းထိုက်ထားသဖြင့်ဤနေရာဤချိန်တွင်တော့နေသမီးငယ်လေးအလားထင်လောက်ရှားရှိသည်သို့သောကျွန်တော်မျက်ညာဤဒစိတစ်ပိုင်းတွင် သူနှင့်ပတ်သက်သောအကြောင်းအရာပေါင်းများစွာကပြန်လည်နိုးကြားလာသည်သူဟာနေသမီးငယ်လေးမဟုတ်နိုင်တော့ပေကျွန်တော်အတိတ်ပုံရိပ်တွေက မပီဝူရဝပြန်ပေါ်လာသည့်ဇက်ဆောင်ဒိုးဝင်ဖြစ်သည်သူနှင့်စကားဆက်ရန်လွန်စွာလေးပင်နေသည်မမျော်လင့်ထားသောနေရာတွင် မထင်မထားပဲပြန်တွေ့ရခြင်းကြောင့်လည်းဖြစ်နိုင်သည် စကားဖြင့်နှီးစက်မှုမယူနိုင်ခင်သူ့လက်ကလေးအနီးလှဝါဖြန့်ပေးလိုက်ရာအလိုက်တသိပင် ကျွန်တော်လက်ချောင်းလေးများကြားသူ့လက်ချောင်းလေးများတိုးဝင်က တင်းကျပ်စွာဆုပ်ကင်ပေ၏ဒါသည်ပင် သူ၏တောင်းဝင်လာ ဝတရားရလားတချိန်ကနှီးဆက်ခဲ့မှုကြောင့်လားကျွန်တော်မပြောတတ်ရှင်ဝင်ထဲရှိသူ့ခေါင်းပေါ်မှာစံစာလေးများကိုနှကမ်းဖြစ်ထိုံများနန်းရှိုက်လိုက်သည်မှုရဲနန်းကအတိတ်အသင်းရနှံ့များအတိုင်းမပြောင်းမလဲရှိနေသည်အခုမှစကားဆရန်လမ်းပွင့်လာသလိုရှိသည်မှုရဲနေတာပဲဘာခေါင်းချော်ရေးတုံးထားလဲဒါတော့မသိတော့ဘူးလားอืมတကယ်မသိလို့ပြောပြ ဘာမောလေးရှမ်ပူသုံးတာလဲ။အော်အရာရာပြောင်းလဲကုန်ပြီထင်သားတော့လဲ။သူ့ထံမှာမပြောင်းလဲသေးတော့အရာမှကျန်နေသေးပါ යි ။ဤရှမ်ပူမျိုးစားသည်တစ်ချိန်ကသူ့ဆန်ွယ်လေးမျိုးကိုနန်းရှူလိုက်တိုင်းကျွန်တော်ကြိုက်သောရနှန်းကိုရစေရန်တမင်သုံးဆွဲခြင်းပင်ဖြစ်သည်။ရှင်ဘက်တနေရာဝဲဆူးရှနာကျင်သောဝေဒနာကပို၍ထင်ရှားလာသည်နှင့်အတူအချိန်တွင်နောက်ပြန်လဲစေခဲ့သည်။စိတ်အာယုံဝဲအတိတ်ဖြစ်ရများကမှိန်ပြပြပေါ်ပေါက်လာ၏။ သူ့နဲ့မြပြေဆောင်ကစောင်းနှင်းဝေကျွန်တော်ကတော့စောင်းဝေခေါ်သည်သူနဲ့ချစ်ခဲ့သည့်တန်တန်းက၅နှစ်နေပါများရှိလိုက်ပြီအထယ်ချုပ်တခုနဲ့အလုံးဝင်လုံရင်းနဲ့မှသူနဲ့စတင်စုံစည်းရခြင်းဖြစ်သည် နောက်ပိုင်းကျွန်တော်ဆယ်တန်းပြန်ပြေစောင်းဝဲအောင်မိသည့်နောက်တွင်စောင်းရီအမှုခြင်းများအလုံးတဖြည်းဖြည်းပြောင်းလဲကုန်သည်ကျောင်းတစ်ဖက်နှင့်မို့အရင်လိုစောင်းအနည်းတွင်အချိန်ပြည့်ရှိမနေနိုင်ခြင်းလည်းပါပေမည်ရိုးရေးနေတတ်သောစောင်းသည် ွဲလန်းသဖြင့်ရှိရင်ဘီယာတောက်တက်လာသည်တကြံမှုအင်္ဂလိပ်နှစ်တကူမှုအချောင်းမျိုးမျိုးပြသည် ကျွန်တော်အဖို့လဲအရင်လိုစိတ်မရှိတော့စကားပြောရင်လဲရှင်းအောင်မညီပေဤသို့ပြောင်းလဲသောအောင်တွန်းပို့နေသည့်ကိစ္စများကြောင့်လည်းဖြစ်နိုင်သည်ဆောင်းအဖေလေးဖြတ်ပြီးအိပ်ရတဲ့လေဤသူလိုလိုသောအထက်ကျိုးဆဲ့ုံသည်လစာတုံးမပေးနိုင်၍လူသမားများနှင့်ပြိပခတ်ဖြစ်ကဆဲ့ုံပိတ်သွား၏ဆောင်းလည်းအလုလက်မဲ့ဖြစ်တော်သည် အလဲတန်းပညာရေးသားရှိသောဆောင်းအတွက်စမှုစုံနဲ့စီဖောင်ကန်ပြီးအလုတ်ထက်လျှောက်ပါတော့လဲတနရာလေးတော်မရခဲ့ကြေဆောင်းချစ်သူဖြစ်သည့်ကျွန်တော်ဒီလဲကျောင်းစီတစ်ဖက်နဲ့အခြေခံလူတန်းစားဘဝသာဖြစ်ရထိရောက်သည့်အကူအညီများမပေးခဲ့နိုင်ပေကိုကိုဆောင်းပြောတာနားလဲလားဟမ်ဘာလို့လဲဆောင်းရဲ့ ာကိုကိုကလည်းဆောင်းရမိသားစုချင်းတွေကိုကိုတီးပြီးသားပါအဖေကဘာမှမလုပ်နိုင်တော့ဘူးမောင်လေးကလည်းငယ်သေးတယ်အမေလှုပ်ရှားတခုရနဲ့ဘလို့မှအဆင်ပြေဘူးစိတ်အယမ်းညစ်လာပြီအင်းဒါကိုကိုတီးတယ်လေအဲ့ဒါကြောင့်ဆောင်းနဲ့ကိုက်မဲ့အလုပ်ကိုကိုရှာနေတယ်ကိုကိုအကြောင်းကဆရာကလည်းဆောင်းအတွက်တင့်တော်မဲ့အလုပ်ရှာပေးမယ်တဲ့ခဏတော့ဆောင်းမအောင်ဆောင်းရနော်ကိုကိုကဘယ်စီနေမှမသိတာဟုတ်အဲ့ဒါကြောင့်ထဲချုံလုံးကခင်းနေတယ် အန်ဒီမောကအလုပ်လဲချက်ချင်းရမယ်။လာစားလဲကောင်းမယ်။သူ့အသည့်နဲ့မိတ်ဆက်ပေးမယ်လေ။အဲ့ဒီလူနဲ့ဆောင်းသွားတွေ့မှရမယ်။ဆောင်းကိုဘယ်နှခါပြောရမလဲ။အဲ့ဒီအန်ဒီမောဆိုတဲ့လူကကောင်းတဲ့လူမဟုတ်ဘူးနော်။အလုံးမှတော့ကလည်းအလွဲသုံးစားလို့လို့အလုပ်ထုတ်ခံရတယ်။အခုဆောင်းကိုကူညီမယ်ပြောတာလဲဘာချန်ရှိလဲမသိဘူး။လုံးဝမတော်ဘူး။ဒါပဲ။ထိုးသူပြောလိုက်ရင်ဆောင်းဒီကျွန်တော်ရင်ဝင်နဲ့မိသားရံမှာယုံထပြီးမှထီတယ်လို့ကြည့်လိုက် ကိုကိုအားကိုနေဆောင်းလို့ဓမင်းငတ်သေးတော့မယ်ရမ်းရလို့ရင်လောက်ရမှာပဲကိုသဘောမတူလဲမတက်နိုင်ဘူးပြောပြောဆိုဆိုဖြင့်ဆောင်းသည် နေရာမှထထွက်သွား၏ထိုနေ့သည်ဆောင်းကိုနောက်ဆုံးသောအချိန်နှစ်ယောက်တည်းတွေ့ခဲ့ရခြင်းပင်ဖြစ်သည် နောက်နေ့များတွင်ဆောင်းသည်ကျွန်တော်နှင့်မတွေ့အောင်ရှောင်နေတော့သည်သူမိဘများထံသွားမေးလင်လဲအပြင်ထွက်သွားတယ် ပြန်မြောက်သေးဘူးဘာပြောပြရမလဲဟုတ်တာပြောနေချေသည်ဒီစကားသာ နေတိုင်းကြားနေရတော့ကျွန်တော်စိတ်မရှိတော့ဘူးစောင်းဤမောင်လေးကိုလူကြီးများအလစ်တွင်မုတ်ဖို့ပေးချော့မော်ပြီးမေးမြန်းကြည့်ရာ သူ့အမထုတ်ဆွဲပြီးအိမ်ကထွက်သွားသည်မှာ၃ရက်လောက်ကြာပြီဖြစ်ကြောင်းသိလိုက်ရတော့သည်အဖြစ်မှန်သိလိုက်ရသည်နဲ့အလွန်ခံပြင်းပြီးပေါက်ကွဲမိတော့သည်စောင်းမိဘများထံသွား၍လူကြီးများကိုယ်တိုင်ကစောင်းကိစ္စလိန်ညာနေခြင်းကို စိတ်လိုက်မှန်ပါသွားရှင်းဖြစ်သည်။ဒါရဲ့အတော်တို့လည်းမိနင်းဝင်အိမ်ပေါ်ကနေဘယ်ဟုဆင်းသွားမှတကယ်မသိတာပါ။ဒါကိုတမင်လိန်ထားရလည်းမဟုတ်ပါဘူး။လူတစ်ယောက်လုံးပျောက်သွားတာအတော်တို့ကဒီတိုင်းနေနေရလား။ရဲစခန်းလူပြောင်းမတိုင်ဘူးလား။ရုပ်တိလုံးဝအောင်မရှိဘူး။ကျွန်တော်တို့ဒီနေ့အမှန်တမ်းပြောပြပါဗျာ။စောင်းဘယ်ဟုသွားတာလဲ။စိတ်အယမ်းပူနေပြီဗျာ။သူဘယ်သွားတာလဲဆိုတာအတော်တို့ကိုပြောခဲ့မှာပဲ။ လူပြောက်တိုင်းမှာလင်းနှောက်လိုက်သွားတာဆိုရင်အတော်တို့တစ်ချက်ကနေနှစ်ချက်ပြောင်းမလုပ်ပါနဲ့ကွာအတော်တို့လည်းတကယ်ကိုမကြည့်တာပါဒါလည်းမင်းလင်းဝင်ကိုမေးလိုက်ပါမင်းနဲ့သူနဲ့မတန်တော့ပါဘူးအတော်လည်းဒီလောက်ပဲပြောနိုင်မှာသူပြောနေသောစကားများကအလင်းညာတွေလားအမှန်တွေလားကျွန်တော်တေချာမသိဆောင်းရုတ်တရက်ပျောက်သွားသည့်ကိစ္စတွေမူသူ့မိသားစုအထူးသဖြင့်ဆောင်းအမေအကုန်သိပေလိမ့်မည်ကျွန်တော်မြည်လို့မရမတတ်နိုင်ခဲ့ ခြေရဖြောင်းနိုင်လွန်းသူပင်ဖြစ်သည်ဆောင်းပြောက်သွားတဲ့ကသူမိဘအိမ်ကိုထောက်လျှောက်အကဲခက်လာခဲ့၏လမ်းအနှဲငယ်အတွင်းမှာပင်ဆောင်းမိသားစုခြောင်လှယ်လာကြသည် အချွေးတင်ထားသည်မလဲအကုန်ဆက်နိုင်သည်ဟုတရင်ကြရသည်တနေရရာတွင်ဆောင်းအလုလုနေပြီးမိသားစုကိုပြန်ထောက်ပံ့နေပုံပေါ်သည်အခုထိဆောင်းအကြောင်းကိုသူ့အမိထံမှစကားတစ်ခုမှမဟကြီးအတွေးနှစ်သာခံမှန်းနေရခြင်းဖြစ်သည် တရက်တွင်ဆောင်းအမေအိမ်ဘက်အခက်ခဲရလာစဉ်လူသည်များရောက်နေသည်ကိုတွေ့ရ၏အကျိုးအကြောင်းစုံစမ်းလင်းရခင်အင်းရှင်များအိမ်ရောက်ပြီးပြောင်းသွားကြောင်းဘယ်ပြောင်းသွားလဲဆိုတာတော့မသိကြောင်းကြားရတော့သည်သိကြပါသည်ဆောင်းရှိရသူမိသားစုလိုက်တက်တဆိတ်ပြောင်းသွားကြခြင်းဖြစ်နိုင်ပါသည်တဆိတ်ကျိုးအဆက်အသွယ်ဖြစ်သွားသောဆောင်းတယောက်ကိုကျွန်တော် စိတ်မနာနိုင်ခဲ့ကြည်ဒီနေ့သူပြန်လာမလားမျှော်လင့်ခဲ့ကြည် ကျွန်တော်ထံတွင်သူလိုအပ်နေခဲ့သောငွေကိုမပေးနိုင်ခဲ့၍ထွက်သွားခဲ့ခြင်းဖြစ်သည်ထို့ကြောင့်ပညာဆုံးငန်းအောင်တင်၍ငွေရှာနိုင်သောသူဖြစ်အောင်ပို၍ကြိုးစားခဲ့သည်ယခုချိန်မှာတော့ digital marketing နဲ့သက်ဆိုင်သည့်အလက်စားကုမ္ပဏီတစ်ခုကိုဥဆောင်တည်ထောင်နိုင်ခဲ့ပြီဖြစ်သည်အလုပ်ကိစ္စတစ်ခုဖြစ်မန္တလေးသို့ရောက်လာရန်မှစီဝါရေးမိတ်ဆွေတို့၏အခက်မှုဖြင့်နာမည်အကြီးဆုံး KDB တို့ပွဲပြောင်းခြေဦးလှည့်လာခြင်းဖြစ်သည်အမှန်တမ်းဝန်ခံရလဲအခုချိန်တွင်စောင်းဟုတာကျွန်တော်မတွေ့ရလဲရင်ထဲတွင် မေးတလောက်ပင်ဖြစ်နေကြပြီမိသည့်ခံစားချက်မျှလည်းမရှိတော့ပြီစီဝါရေးသမားငွေရှာနိုင်သူ ကျွန်တော်အတွက်စောင်းတဲ့ချောသော အနုနာခံနိုင်သောမိမများသာကျွန်တော်အနာရင်ဝိုင်းဝိုင်းလဲအောင်ပတ်သက်ခဲ့မှုပြီဖြစ်သည်ငယ်စဉ်ကစောင်းနှင့်တွေ့တုံကတော့ကျွန်တော်ဒီလဲမဖြူစင်တော့ပြီ ဆောင်းသည်ငွေမရှိရပြည့်စည်ရသည်ကျွန်တော်ဒီထဲငွေရှိလုံးရပြည့်စည်နေပြီဖြစ်သည်ထို့ကြောင့်ဆောင်းကိုအခုလိုနေရာမျိုးမှာပြန်တွေ့ရသည့်အခါတွင်လဲအတူတူချင်းမို့စကနာတွေမထိုးကျင်တော့ပေတွေ့တော့ဆုံခိုက်သူနဲ့ကောင်းကောင်းကြီးပြောလိုက်မိဟုသာစိတ်ဖြစ်လိုက်မိသည်ဤတို့တွေ့လိုက်မှပင်ရင်ထဲထိုးထောင်ထွက်နေသောအတိတ်၏နာကျင်မှုတန်ရာများရောပါတတ်တာလာ၏နေရထိုင်ရပေါ်ပါသလိုဖြစ်လာခဲ့သည် ရင်ခွန်ထဲမှဆောင်းကိုတစ်ချက်ငုတ်ကြည့်ပြီးကျွန်တော်ပြောလိုက်သည်ဆောင်းအရင်ငယ်ပြီးကိုကိုခွန့်တိုက်ပါလားဟာကလေးလေးဟုတ်ပဲနဲ့ကိုကိုကဆောင်းနဲ့တွေ့ရင်ကလေးပဲလေဘာကလေးလဲကလေးဆိုပြီလားကဲကဲကဲငှက်တိုက်မယ်ဗဇက်ဟာတာဆောင်းဒီအရက်ခွက်တဲ့ဆိုအရင်ငယ်ပြီးသူ့လက်ဖြစ်ပင်နှကန်းဝရောက်သည့်အထိမော့တိုက်ဤတောက်ခဲ့သမျှအခုအရက်ကအချိုမိန်ဆုံးဖြစ်မည်ထင်သည် ဆောင်းကိုကိုအာပါပေးဟာဘာလဲကွာဘာရမဟုတ်နှစ်ဦးသားမျိုးလုံးကြီးစုံပြီးကျဲလောင်စွာရီမောမိသည်ကျွန်တော်တို့နှစ်ဦးရီတန်ကတကယ်ပျော်ရွှင်နေသည့်ရီတန်လားလောကကြီးကိုပင် အရွက်တိုက်လေသလားတေချာသည်ကတော့ဆောင်းရောကျွန်တော်ပါဆင်းရဲခြင်းအဆုံးတစ်ဖက်မှာအတူတူစုံတွေ့နေကြပြီဖြစ်တော်သည် နှပေါ်တော့ကိုရန်ရေးသားဖကြားတင်ဆက်ထားတဲ့စင်ရဲ့ချင်းအဆွန်တစ်ဖက်အတန်ထွက်ဝိတုတူကိုနားဆင်နေရတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပေါ်တော့ကိုရန်ရေးသားဖကြားတင်ဆက်ခြင်းဖြစ်ပါတယ်ခင်ဗျာအားပေးမှုစုစုတော့အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ